ရန်ကုန်တိုင်းဒေသကြီးတွင်ရှိခီးတဲ့တင်ရှင်တွေအနေနဲ့တပ်မတ်ညာဘက်မြဝါလမ်းကြောင်းတိုင်းမောင်းနေခြင်းရှိပါကထောင်နဲ့၃လတာမမဟုတ်ဒဏ်ငွေကျပ်၃သိန်းကျခံနိုင်မယ်ရန်ကုန်မြို့တော်စီမံသားရိုင်းဥပဒေနဲ့လည်းဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအမတ်နေရှင်တွေရဲ့တပ်ဖွဲ့မှုယုံကသိရပါတယ်တမန်ညာဘက်မြင်းဝါလမ်းကြောင်းတိုင်းမောင်းနေခြင်းမရှိတဲ့ခီးတဲ့တင်ရင်တွေကိုအော်တိုဘာလ14ရက်နေ့ကစပြီးစစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်ခဲ့ကစစ်ဆေးတွေ့ရှိပါက1964ခုနှစ်မော်တော်ယာဉ်ဥပဒေနဲ့အရေးယူလဲရှိပါတယ် ဒါပေမဲ့အဲ့ဒီဥပဒေမှာတန်ငွေ1500ကျပ်သာကြာတင်တာကြောင့်ခီးတဲ့တင်ရင်မောင်းတချို့ဟာလိုက်နာမှုအားနေနေရလို့သိရပါဗျ။ဒါကြောင့်နိုဝင်ဘာလ17ရက်နေ့မှာရန်ကုန်မြို့တော်စီမင်းသားယာကရန်ကုန်မြို့တော်စီမင်းဥပဒေပုံမှန်82နှစ်နဲ့အရေးယူမယ်လို့ကြေညာခဲ့ပြီးအဲ့ဒီဥပဒေဟာထောက်နှံ3လဒါမှမဟုတ်ငွေတန်ကျပ်3သိန်းကျခံနိုင်တယ်လို့အမှတ်နဲ့ရင်းနှီးရဲတပ်ဖွဲ့မှုယုံကသိရပါဗျ။ စည်းကမ်းမလိုက်နိုင်မှုပေါ်မူတည်ပြီးဥပဒေနှစ်ခုထဲကတစ်ခုနဲ့အရေးယူတဲ့အခါမှာမြင်းဝါသတ်မှတ်ရှင်ကျော်အတွင်းကိုလမ်းဝေးကျော်မဟုတ်ဘဲဝင်လာတဲ့မော်တော်ယာဉ်တွေကိုလည်းအရေးယူသွားမှာဖြစ်ပါတယ်။စီပင်ဥပဒေပုံမှန်82ကထောင်နဲ့3လဒါမှမဟုတ်ငွေရန်1000ကနေ3သိန်းထိချမှတ်နိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအမှတ်နှစ်ရင်းနှီးရဲ့တပ်ဖွဲ့မှူးရုံးကဂျဲအုပ်ဇော်မျိုးထွန်းကပြောပါတယ်။ကျောင်းတိုင်းဒေသကြီးတွင်စီကမ်းမဲ့မောင်းနေခဲ့တဲ့ရင်မောင်းတွေကိုဇန်နဝါရီလအတွင်းမှာ2940စီ ဖေဖော်ဝါရီလမှာ2389စီမတ်လမှာ3348စီဧပြီလမှာ2482စီတို့ကိုဖမ်းဆီးအရေးယူခဲ့ပါတယ်။ဒါ့အပြင်မေလမှာ3280စီဇွန်လမှာ4140စီဇူလိုင်လမှာ4100စီအောက်တိုဘာလမှာ3456စီနဲ့စက်တင်ဘာလမှာ3666စီတို့ကိုလည်းအရေးယူခဲ့ရတယ်လို့သိရပါတယ်။ သက်မှတ်မြင်ဝါလမ်းကြောင်းတိုင်မောင်းနှင်ခြင်းမရှိတဲ့ခီးတဲ့တင်းရင်တွေကိုဖမ်းဆီးအရေးယူခဲ့တာဟာစုစုပေါင်းစီ380ရှိပြီဖြစ်တယ်လို့ရခိုင်နိုင်ငံသားကြီးအမှတ်နဲ့ရင်းနှီးရဲ့တပ်ဖွဲ့မှုရုံးကသိရပါဗျ။